ဒီဗီဒီယိုလေးကတော့ဘဝမှာဥတီချက်ရှိဖို့ကဘလောက်တောင်အရေးကြီးလဲဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့မျှဝေပေးသွားမှာပေါ့နော်။တခါတုန်းကတဲ့ဒဲကန်ဒရာအလယ်မှာပေါ့နော်ရွာငယ်လေးတရာရှိတယ်တဲ့။အဲ့ဒီရွာငယ်ထဲမှာရှိနေတဲ့လူတွေကလေထူးဆန်းတာလေတခါမှဒဲကန်ဒရာကိုကြော်ပြီးတော့အပြင်လောကကိုမရောက်ဖူးကြဘူးပေါ့နော်။ ဲ့တော့သူတို့ကမတွန်းချင်လို့တော့မဟုတ်ဘူးသူတို့ကဘလို့ပဲတွားတွားပေါ့နော်တဝဲလဲလဲနဲ့လမ်းပြောက်ပြီးတော့နောက်ဆုံးတော့ရွာငယ်လေးကိုပဲပြန်လာခက်လိုက်ကြရတယ်ပေါ့နော်ဒီလိုနဲ့နှစ်ပေါင်းတော်တော်ကြာပြီးရဲ့နောက်ပိုင်းမှာတနေ့တော့သူတို့ရဲ့ရွာငယ်လေးကိုပေါ့နော် အပြင်ကအဲ့တဲ့တယောက်ကရောက်လာတယ်တဲ့သူတို့ကတော်တော်လေးထူးဆန်းသွားတယ်ဒီလူကဘယ်ကနေလာတာလဲဘလို့လုတ်ပြီးတော့ရောက်လာတာလဲစတဖြစ်နားမလည်နိုင်မှုများစွာနဲ့ပေါ့နော်ဒီအဲ့တဲ့ကလည်းရွာထဲကလူကိုပတ်ပြီးတော့လိလာကြည့်တဲ့အချိန်မှာသူတို့ကတခါမှဒီရွာလေးကနေထွက်ပြီးတော့အပြင်လောကကိုမရောက်ဘူးဘူးဆိုတော့ကိုတိသွားတဲ့အချိန်မှာတော်တော်လေးအံ့အားတင့်သွားတာသူတို့ကဘလို့ဖြစ်ပြီးတော့အပြင်လောကမရောက်ဘူးတာလဲ ဆိုပြီးတော့ तू ကနားမလည်နိုင်ဘူးပေါ့နော်အဲ့ဒါနဲ့ तू ကအဖြေရှာချင်တာနဲ့ तू ကရွာကလူတွေကိုပြောလိုက်ရပေါ့နော်ငါလမ်းပြောက်နေပြီငါပြန်ဖို့လမ်းကိုမတိတော့ဘူးအဲ့တော့မင်းတို့ထဲကအတော်ဆုံးလမ်းပြတယောက်ကိုငါ့ကိုငါးပေးလိုက်ငါလမ်းရှာမယ်ပေါ့နော်ပြန်ဖို့လမ်း ရွာထဲကလူတွေကဘလို့ပြောလိုက်လဲဆိုတော့ဒါမှမဖြစ်နိုင်ဘူးတဲ့ကျွန်တော်တို့ပေါ့နော်တောက်လျှောက်လမ်းရှာနေရပေါ့နော်ရှာမတွေ့နိုင်ဘူးဖြစ်နေတယ်တဲ့ခမားကလည်းလမ်းရှာတွေ့မှာတော့မဟုတ်ဘူးတဲ့ဒါပေမဲ့အဲ့တဲ့ရဲ့တောင်းဆိုမှုကြောင့်နောက်ဆုံးတော့ရွာသားတွေကရွာထဲမှာအတော်ဆုံးလမ်းပြလူငယ်လေးတယောက်ကိုစီစဉ်ပေးလိုက်တာ အာအစာရေစားပြီးလဲတလစာလောက်ပေါ့နော်အာစီစဉ်ပြီးပေးပြီးရောသူတို့ပေါ့နော်လမ်းရှာဖို့အတွက်ဆိုပြီးတော့ထွက်ခွင့်ပေးလိုက်တယ်ပေါ့နော်အဲ့ဒါနဲ့သူတို့ကအာအဲ့တဲ့ကလူငယ်ရဲ့နောက်ကိုတောက်လျှောက်လိုက်နေရပေါ့နော်လူငယ်ကလမ်းရှာရဲရှာရဲရှာအဲ့လိုမျိုးနဲ့ဒါပေမဲ့တဝဲလဲ့လည်နေပဲဖြစ်နေရပေါ့နော်နောက်ဆုံးတော့အစာရေစားပြီးကုန်ခံနေဖြစ်တဲ့အတွက်အာ ဖြစ်လာတဲ့အတွက်ကြောင့်မို့လို့လူငယ်လေးကဲတဲ့ကျွန်တော်ပြောပြီးသားပဲတဲ့ ကျွန်တော်တို့ကဘလို့မှလမ်းရှာလို့မရဘူးတဲ့ဒီမှာဝင်းကဘာလို့ဖြစ်နေတယ်တဲ့ကျွန်တော်တို့ရွာကိုပြန်မှရမယ်တဲ့ဒါနဲ့အဲ့ဒယ်လည်းဘာမှမပြောဘဲနဲ့ရွာကိုလိုက်ပြန်လာလိုက်တာရွာကိုပြန်ရောက်ပြီးတဲ့နောက်ပိုင်းမှာတော့အဲ့ဒယ်ကကဲတယ်မင်းအစာရေးစားပေါ့နော်နှစ်ရက်စာလောက်ပဲယူလာခဲ့လိုက်တဲ့ပြီးရင်မင်းကနောက်ကိုလိုက်ခဲ့လိုက်တဲ့အစတော့ဒူငယ်ကဘာအဲ့ဒယ်ဘာကိုဆိုလိုချင်နေလဲတော့မသိဘူးပေါ့နော်ဒါပေမဲ့အဲ့ဒယ်ကသူလမ်းရောက်ရှာမယ်ဆိုတာနဲ့လူငယ်ကတိတ်မယုံဟာဒါပေမဲ့ တိချင်တဲ့စိတ်နဲ့သူကလိုက်လာခဲ့လိုက်တာပေါ့နော်တကယ်လည်းပဲပေါ့နော်အဲ့ဒီအဲ့တဲ့နောက်ကိုလိုက်တဲ့အချိန်မှာနရက်အတွင်းနဲ့သူကဒီတဲကန်နာကိုကြော်လွန်ပြီးတော့တခြားအပြင်လောကကိုရောက်သွားတာပေါ့နော်လူငယ်တွေကတော်တော်လေးအံ့အားသင့်သွားခမည်းဘုလို့လောက်လိုက်တာလဲပေါ့နော်ကျွန်တော်တို့တတက်လုံးအာလမ်းရှာနေရရှာမတွေ့ဘူးပေါ့နော်အဲ့ဒါနဲ့အဲ့တည်းကပြောလိုက်တယ်ငါကတူဝင်ကျဲချီတက်လို့ပဲတဲ့ပုံမြင်လည်းကတော့ဒီနေရာမှာအဆုံးတက်သွားပေါ့နော် ဒီပုံပြင်လေးထဲမှာပါတဲ့ဒူဝင်ကျဲဆိုတာကိုယ့်ရဲ့ဘဝမှာကိုကိုလမ်းပြပေးနိုင်တဲ့ဆရာသမားတွေဖြစ်နေနေရတယ်။ဒါမှမဟုတ် ကိုအားကြရတဲ့လူကိုလေးစားရတဲ့လူပေါ့နော်။ဟာငါတူလူမျိုးဘဝပုံစံမျိုးလိုချင်လိုက်တာလိုက်တာဆိုပြီးတော့အဲ့လိုမျိုးအာဖြစ်စီတဲ့လူပေါ့နော်။အဲ့တော့ဒီလိုမျိုးဖြစ်လာပြီဆိုလို့ရှင်တော့အဲ့ဒီလူကအရင်တော့ဘာတွေလုပ်ခဲ့လဲ သူပါဒီကိုလိမ့်လာခဲ့လေသူလုံးဆောင်ခဲ့တဲ့အရာလေးတွေကိုကိုလိမ့်လာပြီးတော့သူရှောက်ခဲ့တဲ့လမ်းအတိုင်းလာကိုလိုက်ပြီးတော့ရှောက်မယ်ဆိုလို့ရှင်တော့သူရောက်ရှိနေတဲ့နေရာက ကိုရောက်ရှိမဲ့နေရာ ဖြစ်လာလိမ့်မယ်ပေါ့နော်အဲ့တော့ကိုကကိုရဲ့ပုံကကိုဥတီချက်ရှိရှိနဲ့ရှင်တန်နေလားမရှင်တန်ဘူးလားဒါကပေါ့နော်ကိုရဲ့ဘဝကိုတဖြည်းဖြည်းနဲ့ဘလို့ဖြစ်လာစီမှာလဲဆိုတော့ကိုစုံချက်ပြီးတော့လိမ့်မယ်ပေါ့နော် ဒီနေ့ရံမြောင်းရင်မှုကနေအကျိုးတဆုံးတရားရရှိတွားမယ်လို့မျှော်လင့်ပါတယ်။ဒီလိုအသိပညာတွေဘခုတုဒတွေဒိုးစီတဲ့ပုံမြင်လေးတွေစက်နံလေးတွေကိုတဘောချရဆိုလို့ရှင်တော့မိရရဲ့လူငယ်များထန်တို့ဆိုတဲ့စာအုပ်မှာဖတ်ရှုလို့ရပါတယ်နော်။အဲ့လိုအလုံးမဲ့မင်္ဂလာပါမိရိကတော့တက်တက်မီရီဆိုတဲ့ကလောင်နာမည်နဲ့စိတ်ပိုင်းဆိုင်ရာစောက်တွေကိုရည်တော်မျက်ဝင်နေတဲ့လူတစ်ယောက်ဖြစ်ပါတယ်။တကယ်လို့မိဆွေအနေနဲ့ကစိတ်ပိုင်းဆိုင်ကိုစိတ်ဝင်စားဆိုလို့ရှိရင်တော့မိရိရဲ့ channel ကို follow လုပ်ထားလိုက်ပါနော်။ကြည့်နောက်ထပ်မျက်ဝင်မှုမှာပြန်လည်ဆုံတွေ့ကြရအောင် see you in the video ပါ။ Bye